ပရမဆုံးရှင်းပြလိုတာကတော့ပြီးတော့ဆိုတာကဣတရေလလူမျိုးတွေအတွက်တော့ခါနန်ပြည်ဖြစ်တယ်ဟာအဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေအတွက်တော့ဟာကျွန်တော်တို့နေရမယ့်နေရာကျွန်တော်တို့လှုပ်ရမယ့်အလုပ်ဒီကျွန်တော်တွေပြီးတော့ဖြစ်ပါတယ်ဟာအဲ့ဒါကိုကျွန်တော်တို့ကဘလို့သိနိုင်တယ်လဲဆိုတော့ဒီယောမအခန်းစနစ်မှာတော့ ဝိညာဉ်စုခြေစုကိုသိစေတဲ့အယုံကြည်ခြင်းကိုနော်လူအသေးသေးကိုဝင်ရတယ်လို့ပြောတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့နော်လူသူယုံကြည်သူစကားမဟုတ်ဘဲနဲ့တာမန်စကားပြောရင်တော့သူကအထုံးပါရမီပေါ့ဖယားကပေးလိုက်တဲ့လူတိုင်းကိုနော်အဲ့ဒါကိုသူကလူတစ်ချို့က တိတယ်အနောက်တိုင်းမှာဆိုတော့တေချာလိလာ ပြီးတော့သာသမီတွေကိုနော်သူ့ရဲ့အထုံပါရမီပါတဲ့နေရာမှာအဲ့ပညာရက်ကိုတစိုက်စိုက်မိုက်မတင်ပေးတယ်ပေါ့အဲ့ဒီခါမှာအလွန်ထူးချံအောင်မြင်ကြတယ်သူတို့တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလူတိုင်းဖြစ်တယ်ထုံမြတ်မကကျွန်တော်ယုံကြည်သူတွေကိုကြတော့ထပ်ဆင့်ပြီးပါပေးတယ်လဲဆိုရင်တော့ဝိညာဉ်စုကျေးဇူးပေးတယ်နော်ဝိညာဉ်စုကျေးဇူးပေးပြီးတော့မှ ဘယ်နေရာမှာဘာလို့အောင်လဲဆိုတာကိုအဲ့ဒီဝိညာဉ်စုကြီးစုအဖြစ်ကျွန်တော်ကိုဘုရားသခင်ကဖွင့်ပြတယ်။ဒါမှမဟုတ်အဲ့ဒီဝိညာဉ်စုကြီးစုကိုဘယ်သူသိနိုင်တယ်လဲဆိုရင်တော့တမန်တော်ရှိတဲ့သူကအဲ့ဒီယုံကြည်ခြင်းကိုရတယ်။သိတယ်ပေါ့။အဲ့ဒီခါမှာသူ့ရဲ့ပြီးတော်ကိုသူသိရတယ်။အဲ့တော့ရှေးတော့ကတော့ဘုရားသခင်ကိုရံကခေါ်လာတယ်။အခုချိန်မှာတော့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်ဥဆောင်သွားမှာဖြစ်တယ်။ အတူတူပါပဲပေါ့အတူတူပါပဲဆိုတော့နော်ကဲဟုတ်ပြီပြီးတော့ကိုဘသူဝင်မလဲဆိုတော့မပြောခင်ပါနော်ပြီးတော့မှာကောင်းချီးမင်္ဂလာခံရမဲ့သူဟာဘသူလဲဘလို့ယုံကြည်သူလဲဆိုတော့ကိုကျွန်တော်အရင်ရှင်းပြတော့မှာဖြစ်ပါတယ်ပေါ့ဆလံချန်းအခန်း၄၁၃ပိုက်တင့်မှ၃ပါရှင်တော်သူကိုအောက်မေ့တော်သူဒီမင်္ဂလာရှိခရင်တော်ကာလ၌ထိုသူကိုထာဝရဘုရား ကဲနှုတ်တော်မူမည်။ထာဝရဘုရားသည်စောင်းမတော်မူ၏အသက်ချမ်းသာပေးတော်မူသည်ဖြင့်ထိုသူသည်ပြည်တော်၌ကောင်းချီးမင်္ဂလာခံရလိမ့်မည်။နော်အဲ့တော့ဒီကာလဟာနော်ဒီကာလဟာခဲရဲတဲ့ကာလဖြစ်တယ်။နော်ကျွန်တော်ကစင်ရသားကိုနော်စင်ရသားကိုအောင်းမေတယ်။ကိုကောင်းစားနေတဲ့အချိန်မှာစင်ရသားကိုနော်အောင်းမေတရရတယ်။ဟုတ်လား။ ြီးရင်သူတို့ကိုအတက်နိုင်ဆုံးကိုညမစတယ်ပေါ့တချို့ကလေတရားဟောဆရာတွေဖြစ်ပြီးတော့ဟာလာစင်းရဲယုံကြည်သူတွေကဲ့ရဲ့လူရှိတယ်စင်းရဲအမောတော်ဆောင်တွေကဲ့ရဲ့လူရှိတယ်အောင်းဆရာကြီးဖျားသခင်ရဲ့စိတ်တော်နဲ့တော့လောကွာချပါတယ်နောက်တစ်ခုကတော့အလုံးတည်တဲ့ if can chop support တင်းနဲ့တော့နော်မိဘစကားကိုနားထောင်တယ်မိဘကိုယူသူဆိုပြုတ်ရဆိုရင် ပြီးတော့မှကောင်းစားတယ်အသက်ရှင်တယ် လို့ပြောတာတွေ့ရတယ်။နော်။အဲ့ဒါတော့အသေးစိတ်မရှင်းမိဘစကားနားထောင်ခြင်းမိဘကယူသူစွာပြုတ်ခြင်းအနှစ်အဓိပ္ပာယ်အားလုံးသိပြီးသားဖြစ်လိမ့်မယ်နော်။ကြောက်ပြီ။အဲ့ဒါဆိုရင်အပီရောကိုယုံကြည်သူတိုင်းဘုရားသခင်ကပြညွန်တယ်တချို့ကလက်မခံနိုင်ဘူး။နော်။မောရှိကိုယ်တိုင်းခေါ်လာပေမဲ့တချို့အပီရောလက်မခံနိုင်ဘူး။ဒါတော့ဘုရားမပြတော့မဟုတ်ပါဘူး။အခုလက်တိုင်းမှာပဲကျွန်တော်တို့က ်နော်ဖယားသခင်ကကျွန်တော်တို့ကိုကျွန်တော်ယမန်ချမ်းပန်းယမန်ချက်ပန်းနိုင်ပြီးတော့ကိုဥဆောင်လက်ရှိပါတယ်ဝိညာဉ်တော်အဖြစ်တချို့ကနော်နားမလည်နိုင်ဘူးတချို့ကလက်မခံခြင်းဘူးအဲ့ဒါကြောင့်မရောက်ဘူးပေါ့အားလုံးကသိနိုင်တယ်လို့ပြောချင်တာပြီးတော့နော်မသိဘဲနဲ့ဘယ်လိုရောက်မလဲပေါ့အားလုံးသိနိုင်တယ်လို့ပြောချင်တာကဲဘီအဲ့လိုသိနိုင်တဲ့ပြီးတော့ကိုဘသူအမွေခံရမလဲခုနကကျွန်တော်ကြော်ပြောတာလေ ပြီးတော့မှကောင်းချီးမင်္ဂလာခံရမယ်ဆိုတော့အဲ့ပြီးတော့ဘသူရောက်နိုင်တယ်လေတဲ့။ရောက်ပြီးမှကောင်းချီးခံရဖို့ဘုရားခင်လူချင်တာအဲ့ဒါဆိုရောက်ဖို့လူအလွန်ရည်ကြီးတယ်။အဲ့တော့ဆာလံကျမ်း38မှာများများတွေ့ရတယ်နော်။စာပွဲ17မှာစိတ်နှင့်ချသောသူတို့မူကားပြီးတော့ကိုအမွေခံ၍မြားပြသောညီသက်ချင်း၌မှုလျောကြလိမ့်မယ်။စိတ်နှလုံးနှင့်ချသောသူကပြီးတော့ကိုအမွေခံခွင့် ရပါတယ်ခင်ဗျဝိညာဉ်တော်ကနော်ပို့ဆောင်ပေးมาဖြစ်တယ်နော်ပြီးရင်စာပိုက်20မှာတော့ကောင်းကြီးပေးခြင်းကိုခံရတော်သူသည်ပြီးတော့ကိုအမွေခံရလိမ့်မယ်နော်အဲ့တော့လူတွေနဲ့စကားပြောတဲ့ခါမှာဆက်ဆံတဲ့ခါမှာနော်တရိပ်ပြုတ်ပါလူတွေရဲ့ပေးတဲ့ကောင်းကြီးမင်္ဂလာဟာဟောနော်အေးအကြောင်းရှိလို့တင့်ကိုကောင်းချီးပေးလိုက်ရင်တင်ရပြီတော့မှအမွေခံရဖို့ဘုရားခင်လို့ရှိတယ်အဲ့လိုအဖြစ် ပြောချင်တာပဝန်းကျင်နဲ့အဆင်ပြေစွာနေထိုင်တတ်ဖို့ကိုရောလူချင်တာနော်အလင်းဖြစ်ုံနဲ့မပေးဘူးမပြူစားဖြစ်ဖို့လိုတယ်နော်လူတွေကအကျိုးပြရမယ်အဲဒါဆိုလူတွေကကောင်းကြီးပေးခြင်းခံရမယ်အဲဒါဆိုဘုရားသခင်သူတွေကကောင်းကြီးပေးခြင်းလက်ခံပြီးပြီးတော့မှအမွေခံခွင့်ရမယ်သူတို့ပြောတာတွေ့ရတယ်စာပွဲ29မှာတော့ဖြောက်မှတ်တော်သူတွေပြီးတော့ကိုအမွေခံ၍အစင်မြဲနေရလိမ့်မယ်ဖြောက်မှတ်တဲ့သူနော်ဒီဖြောက်မှတ်ခြင်းကတော့သူက ဘာလဲလို့ပြောရင်တော့ဖြောင့်မတ်ခြင်းပါရမီဖြစ်ပါတယ်နော်အဲ့တော့ဒီပြည်တော်ကဒီလောကမှာပြောနေတာနော်ဒီလောကကောင်းကင်ဘုံရောက်တာကတော့နော်ယုံကြည်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းနဲ့ရောက်ပါတယ်ခင်ဗျဒီလောကမှာအာကျွန်တော်ရောက်ရမယ်ယမချက်ပန်းနိုင်နေရာရောက်ဖို့ကြတော့နော်ဘလူလူပါတယ်လဲဆိုရင်ဖြောင့်မတ်ခြင်းပါရမီနာခံခြင်းတတရှိတော်သူပြောချင်တာနော်ပြည်တော်ကိုအမွေခံရမယ် နောက်တစ်ခုကတော့ထောင်ရပြောင်းမျောလင့်၍လမ်းတော်သို့ရှောက်သွားတော့ပြီးတော့ကိုအမွေခံရတော့အခွင့်နဲ့ချင်းမြောက်တော်မူမယ်နော်ဘုရားသခင်ကိုမျောလင့်ရမယ်နော်မဖြစ်နိုင်တဲ့အခြေအနေကိုမကြည့်နဲ့ဘုရားသခင်ကရိတော်ကိုဆက်ပြီးမျောလင့်နော်ပြီးရင်လက်တွေ့လှုပ်အသက်ရှင်အဲ့ဒါဆိုရင်တော့ပြီးတော့နော်အမွေခံရတဲ့အခွင့်ရမယ်ပြီးရင်တော့မတဲခန်းငါးစပိုက်ငါးမှာ စိတ်နှိုးညံ့တိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူသည်ပြည်တော်ကိုအမွေခံရလတ္တံအနောက်ရှက်တားစီမြို့မြို့ကိုဘလို့ဖြစ်လဲသူနှိုးစိတ်နှိုးညံ့တိမ်မွေ့စွာတုံ့ပြန်တတ်တဲ့အတွက်နော်ထိမြင့်လဲတဲ့သူ့မှာမရှိဘူးပေါ့အဲ့တော့ပြည်တော်အမွေခံရမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမေဆွေအားပေးချင်တာကတော့နော်တင့်ကိုဘုရားသခင်ကဒီလောကကြီးမှာနော်မတော်တဆပို့လိုက်တာမဟုတ်ပါဘူး နော်ရေမန်းချက်တစ်ခုပေးထားပါတယ်အဲ့ဒီနေရာကိုလည်းဖျားသခင်ကပဲပြတ်ညွန့်နေတယ်ဝိညာဉ်စုကြည့်စုပေးပြီးတော့မှအောင်ပွဲခံဖို့စီစဉ်ပေးထားတယ်အဲ့ဒါကိုနားလည်နိုင်တဲ့ယုံကြည်ခြင်းကိုလည်းပေးထားတယ်ပေးထားတယ်ဒါပေမဲ့နမောနမေခယုမဆိုင်ဘူးဆိုရင်တော့နော်ဧတိရလလူမျိုးလူပဲရှုံးရှုံးရလိမ့်မယ်နော်ပြီးတော့တောင်ဝင်ရမှာမဟုတ်ပါဘူး တချို့လှမ်းမဲ့မြင်ရတယ်မဝင်ရအောင်တချို့တိပဲတိတာပေါ့နော်မဝင်ရအောင်ဖြစ်တတ်ပါတယ်နော်အဲကြောင့်ခုနပြောတဲ့နှုတ်ကပတ်တော်တိုင်းပဲနော်နခလက်လျှောက်ပါနခလက်လျှောက်ပါအဲ့ဒါဆိုရင်တော့ဒီနေ့တင့်တက်တာကဘာဖြစ်မလဲဆိုရင်နော်ဟာလာအချုပ်ကတော့ဗာလဲစင်ရဲတော်သူကိုအောက်မေတရိယပါအောက်မေတရိယပါနော်ပြီးရင် မိဘစကားကိုနားထောင်ပါမိဘကိုယုံကြည်စွာပြုပါအဲလိုဆိုရင်တင်ရပြေတော်မှာကောင်းချီးမင်္ဂလာနော်ပေးခြင်းခံရမယ်ကောင်းစားပြီးအသက်ရှင်မယ်လို့ခွားပေးနဲ့ဒီကုန်းချုပ်ပါရဲဘုရားသခင်သည်တင်တော်အားလုံးကိုကောင်းချီးပေးပါစေတော့အာမင်